အားလုံးမင်္ဂလာပါအခုဒီဗီဒီယိုထဲမှာက Cambridge ကထုတ်ထားတဲ့ Essential Grammar User စာအုပ်ထဲက Unit 40သင်ခန်းစာအကြောင်းရှင်းပြပေးမှာဖြစ်ပါတယ်ဒီ Unit 40မှာဆိုလို့ရှင်တော့ Auxiliary Verb တွေရဲ့တချို့သောအသုံးအနည်းတွေကိုပြန်ပြီးမြင်ရမှာဖြစ်ပါတယ် ီ unit 40ရဲ့ခေါင်းစဉ်အရဆိုလို့ရှိရင်တော့ I am နဲ့ I don't ပေါ့နော်အဲ့တော့ဒီပုံလေးနှစ်ပုံမှာကြည့်ကြည့်မယ် I am not tired ငါမပင်ပန်းဘူးဒါပေမဲ့ဒီဘက်တစ်ယောက်ကပြောရ I am ပေါ့ तू ကတော့ပင်ပန်းတယ် I am tired ဆိုရဲဟာ tired ကိုဖြုတ်ထားတယ်ဒီဘက်ပုံမှာဆိုလို့ရှိရင် do like tea လက်ဖိကြိုက်လား no i don't ဒီဘက်ကတစ်ယောက်ကမကြိုက်ဘူးအတိတ်ပဲ I don't like tea ဒီမှာကြာရင် yes i do ကျွန်တော်ကြိုက်တယ် ဲ့တော့ဒီနှစ်ပုံလုံးမှာပြန်ကြည့်လို့ရှိရင်ဒီဘက်ချမ်းက tire ဆိုတဲ့စကလုံးကိုပြန်ထည့်ပြီးမဖြည့်ဘူးဒီဘက်ချမ်းမှာလည်းလက်ဖိကြိုက်တာဆိုတော့ပြန်ပြီးမဖြည့်ဘူးဒီ short form လေးနဲ့ yes i am တို့ no i am not တို့ဒါမှမဟုတ်လို့ရှိရင် yes i do တို့ no i don't တို့ဒါမျိုးလေးတွေပြောတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် she isn't tired သူမကတော့မပင်ပန်းဘူး but he is but he is ဆိုပြီးတော့ဒီနောက်ကဟာကိုထပ်မကြည့်တာဘူး he is tired ဆိုတဲ့အတိတ်ပဲပဲ he like tea သူကလက်ဖိကြိုက်တယ် but she doesn't သူမကတော့မကြိုက်ဘူး she doesn't ဆိုတဲ့အတိတ်ပဲဒီ she doesn't like tea ကိုပြောတာ In these examples, the example ဒီအရာဆိုလို့ရှင်ဘောနော်ဒီ example တွေမှာဆိုလို့ရှင် it is not necessary to repeat somewhat ဒီသကလုံးတွေထပ်ပြီးပြောစရာမလိုအပ်ဘူးပေါ့အဲ့တော့ he is tired တို့ he doesn't like tea တို့ဒါမျိုးတွေပြောစရာမလိုအပ်ပဲ ਨੇ ဒီလိုမျိုးလေးတွေ no i don't လို့ yes i do or i am တို့ဒီဟာမျိုးလေးတွေလေ့ကျင့်ထားဖို့လိုတယ်ဘောနော်ဒီ unit မှာတော့အဓိကဒါကိုရှင်းပြထားတာဖြစ်ပါတယ် ီမှာဆိုလို့ရှိရင် we can use this path in the same way ဒီပုံစံအတိုင်းပဲပြောရတယ်ပေါ့နော်အပေါ်မှာပြထားခဲ့တဲ့အသုံးပြုပုံအတိုင်းပဲ msr တို့ wasword တို့ sf တို့ do that တို့ can တို့ world တို့ might တို့ must တို့ဒီအကုကရိယာ auxiliary verb တွေအကုန်လုံးဒီပုံစံနဲ့သုံးနိုင်ပါတယ် i haven't got a car ကျွန်တော်မှာကားမရှိဘူး but my sister has ကျွန်တော်ညမမှာတော့ဒါမှမဟုတ်လို့ရှိရင် အမပေါ့နော်သူမှာကားရှိတယ် my sister has got a car ကျွန်တော်ညီမတို့မို့အမပေါ့နော်သူမှကားရှိတယ်အဲ့တော့ဒီမှာ has နဲ့ပဲပြောရတယ်ဒီနောက်မှာမလိုအပ်တဲ့ကားကိုပြန်ပြီးထည့်ပြီးနှစ်ချိန်မထပ်ထားဘူး please help me ကျေးဇူးပြုပြီးငါ့ကိုကူညီပါအောင် i'm sorry i can't i can't help you ဆိုတဲ့အတိတ်ပဲပဲဒီမှာ have ကိုပြန်ပြီးသုံးစရာမလိုဘူးအခုကိရိယာမှာဒီဟာလေးကိုဖြုတ်ထားခဲ့လို့ရတယ် are you tired မပင်မနေလား yes i was ဟုတ်တယ်ပေါ့ကျွန်တော်ပင်မနေတယ် but i'm not now ဒါမဲ့အခုတော့မဟုတ်ဘူး i was ဆိုတော့ i was tired ပင်ပန်းခဲ့တယ်ဒါပေမဲ့အခုတော့မပင်ပန်းတော့ဘူးပေါ့ဒီမှာဆိုလို့ရှိရင် i was tired လို့မရေးတော့ဘူး i was ပဲပေါ့ do you think laura will come and see us laura လာတွေ့မယ်လို့မင်းထင်လား she might သူမလာကောင်းလာနိုင်တယ် she might come ပေါ့သူမလာကောင်းလာနိုင်တယ် are you going now အခုမင်းသွားတော့မှာလား yes i'm afraid အားနာပါတယ် i must go ပေါ့သွားရတော့မယ်ပေါ့ ါမျိုးလေးတွေပြောတယ်အဲ့တော့ဒီနောက်မှဆိုလို့ရှိရင် buff တွေကိုနှစ်ကြိမ်ထပ်ပြီးပြန်မပြောဘူးပေါ့နော်အခုကရိယာအနေနဲ့ဒီဟာလေးတွေကလည်းပါဇက်ကနှုတ်ကြိုးနေအောင်လေ့ကျင့်ထားဖို့လိုပါတယ် we don't use post or be and as to have yet the short form ပုံစံလေးတွေပေါ့နော်ဒီမှာတော့မသုံးပါဘူးတဲ့ we must use သုံးကိုသုံးရမယ် am is have တော့အပြည့်ရေးရမယ်ပေါ့ she isn't tired ူမမပင်ပန်းဘူး but he is he is ကိုဒီလို short form လေးနဲ့လာရေးလို့မရဘူးဗောနော် but he forst.bs နဲ့ရေးလို့မရဘူး but he is အပြည့်ရေးရမယ် but you can use သုံးနိုင်တယ် essence မှာဆိုရင်တော့သုံးနိုင်တယ် essence ဒီ negative form တွေမှာဆိုရင်တော့သုံးနိုင်တယ် my sister has got a car ကျွန်တော်ညမမှာကားရှိတယ် but i haven't ပေါ့ short form မှာဆိုရင်တော့သုံးနိုင်တယ် are you and jane working tomorrow jane နဲ့မင်းကမနက်ဖြန်အလုပ်လုပ်မှာလား i am but jane isn't ကျွန်တော်ကတော့လုံးလုံးမဲ့ဒါပေမဲ့ချင်းကတော့လုံးမလုံးဘူးပေါ့ဒီဘက်ချမ်းမှဆို I am ကို short form နဲ့မရေးတာဘူးဒီမှာတော့ short form နဲ့ရေးလို့ရတယ်ဒီ session ပြီးမှကျတော့ you can use 3နိုင်တယ် I am နဲ့ I am not etc ပေါ့เนาะဒီလို short form လေးနဲ့သုံးနိုင်တယ်ပြန်မာလဲဆိုတော့ yes no ပြီးပါရင် are you tired ပြန်မာနေလား yes i am လို့ no i am not လို့ဒီ yes no တွေရဲ့နောက်မှာ yes i am no i am not နဲ့သုံးနိုင်တယ် well ellen be here tomorrow မနေ့ပြန် ellen ကဒီမှာရှိမှာလား yes he will သူရှိလိမ့်မယ်ဒါမှမဟုတ်လို့ရှင် no he won't ပေါ့ is there a bus to the airport လေရင်ကွင်းကိုသွားတဲ့ bus ကတစ်စီးစီးရှိလား yes there is ရှိတယ်ဒါမှမဟုတ်လို့ရှင် no there isn't ပေါ့နော်ဒါမျိုးလေးတွေပြောနိုင်တယ်ပေါ့နော် yes no အနောက်မှာပေါ့ section c မှာဆိုလို့ရှိရင် we used to dash for the present simple present simple အတွက် do not dash ကိုသုံးတယ် i don't like hot weather ကျွန်တော်ရာသီဥတုပူတာကိုမကြိုက်ဘူးပတ်စုဒတ်စုကတော့ကြိုက်တယ် she like hot weather ပေါ့နော် present simple နဲ့ရေးတဲ့ဝါကြတွေဆိုလို့ရှိရင်တော့ဒီမှာ buff က do နဲ့ does ပေါ့ subject ကိုကြည့်ပြီးတော့ like ချိန်မယ် super hat စုကအလုပ်စူးစားတယ် but i don't i don't work hard လို့ပြောတာပေါ့ကျွန်တော်ကတော့အလုပ်မစူးစားဘူး do enjoy your work မင်းအလုပ်ကိုပျော်ရဲ့လား yes i do ပျော်ရဲကြိုက်တယ်ပေါ့ past simple အတွက်ဆိုလို့ရှိရင်တော့ did ကိုသုံးမယ်ပေါ့နော် we used it for the past simple did you and chris enjoy the film chris နဲ့ main ကဒီရုပ်ရှင်ကိုကြိုက်ခဲ့ရလား i did ငါကတော့ကြိုက်ခဲ့တယ် but chris didn't chris ကတော့မကြိုက်ခဲ့ဘူးပေါ့ i enjoy it ကျွန်တော်ကတော့ကြိုက်ခဲ့တယ် but chris didn't enjoy it chris ကတော့မကြိုက်ခဲ့ဘူးပေါ့ဒါကတော့ past tense အနေနဲ့ did တို့ didn't တို့ကိုတုံးပြရတာလေ i had a good time ကျွန်တော်အချိန်ကောင်းတွေရခဲ့ရ i did too ငါလည်းပဲရခဲ့တယ်ပေါ့ i enjoy it too လို့ပြောတာမျိုးပေါ့နော် did it rain yesterday မနေ့ကမိုးရွာခဲ့လား no it didn't မနေ့ကဖြစ်တဲ့အတွက်မိုးမရွာခဲ့ဘူး it didn't ပေါ့နော်အဲ့ဒါပြင်တော့ exercise တွေလုပ်အောင်မှာဖြစ်ပါလေ exercise 40.1မှာဆိုလို့ရှင် complete the sentences ဝါကြရည်ပြအောင်ဖြည့်ပေးရမယ် use only one verb verb တလုံးပဲဖြည့်ရမယ် is to have to can တော့ပေါ့နော်ဒီအကူကရိယာတစ်ခုခုဖြစ်နိုင်တဲ့ဟာအကုန်လုံးထည့်ပေးရမယ်ဒီဘက်ချမ်းအားတွေကိုကြည့်ပြီးတော့ပြန်ထည့်လို့ရရတယ် cake wasn't hungry cake ကတော့ပိုင်မစားနေဘူး but we were ကျွန်တော်တို့တော့ပိုက်စားနေကြတယ် we ဖြစ်တဲ့တော့ were ကိုသုံးတယ် i'm not married ကျွန်တော်လက်မထရသေးဘူး but my brother my brother တယောက်တည်းဖြစ်တဲ့အတွက်ဒီဘက်မှာလည်း presence နဲ့ပြောတာတော့ my brother is ဆိုတာမျိုးဖြစ်သွားမယ်အဲ့လိုမျိုးပဲ general ဝါကြတွေအကုန်လုံးကဒီဘက်ဝါကြကိုကြည့်ပြီးတော့ဖြည့်ကြည့်ပါ ။ body point 2မှာကျတော့ complete the sentences with negative path negative path တွေနဲ့ short form တွေတွေရမယ်။ my sister complete the piano ကျွန်တော်ရဲ့ညီမကဒါမို့လို့ရှင်အမက piano တီးနိုင်တယ် but i can't ပေါ့ဒီဘက်ချာ can ကို negative အနေနဲ့ can't တော့တယ် Sam is working today. Sam ကဒီနေ့အလုပ်လုပ်တယ် but ကျွန်တော်ကတော့ဒီနေ့အလုပ်မလုပ်ဘူးပေါ့။အဲ့လိုမျိုးလေးတွေဒီဘက်အချမ်းမှာတော့ negative form လေးတွေနဲ့ဒီဘက်က path တွေကိုကြည့်ပြီးတော့ဖြည့်ပေးရမှာဖြစ်ပါတယ်။ 45.3မှာကျတော့ completely sentences with do does did ဒါမို့လို့ရှင် don't doesn't didn't more positive ဖြစ်မလား negative ဖြစ်မလား present ဖြစ်မလား past ဖြစ်မလားဒီဘက်က past တွေကိုကြည့်ပြီးလိုက်ဖြည့်လို့ရတယ်ဒီဘက်ချမ်းမှာဆိုလို့ရှင် i don't like hot weather ကျွန်တော်ຢາກတည်ဥရုပူတာကိုမကြိုက်ဘူး best to test စူပါတော့ကြိုက်တယ်ပေါ့အဲ့တော့ဒီဘက်ချမ်းမှာ don't ဖြစ်တဲ့အတွက်ဒါ present tense ဖြစ်တဲ့အတွက် present simple ပေါ့ နံပါတ်2မှာဆိုလို့ရှင် Sue like hot weathers စုကတော့ရာသီဥတုပူရာကြိုက်တယ် but i don't ကျွန်တော်ကတော့မကြိုက်ဘူးပေါ့ my mother wore glasses ကျွန်တော်အမေကမျက်မှန်တက်တယ် but my father ကျွန်တော်အဖေကတော့မတက်ဘူးပေါ့အဲ့တော့ဒီဘက်ချမ်းမှာ present simple ဖြစ်တဲ့အတွက်ဒီဘက်ချမ်းမှာ buff ကလည်း present simple တဲ့အကူကရိယာကိုယူရမယ်အဲ့လိုမျိုးပဲကျန်တဲ့ဝါကြတွေက tense တွေလည်းသိချမှအောင်ကြိုးစားပြီးဖြည့်ကြည့်ပါ 40.4မှာဆိုလို့ရှင် complete the sentences ဝါကြလေးပြအောင်ဖြည့်ပြရမယ် write about yourself ကိုအကြောင်းကိုရေး and other people တခြားလူတွေအကြောင်းရေးပေါ့ i didn't go out last night မနေ့ညကကျွန်တော်အပြင်မသွားခဲ့ဘူး but my friend did ကျွန်တော်တငယ်ချင်းကတော့သွားခဲ့တယ်အဲ့လိုမျိုးပဲကိုယ့်ဟာကိုကြိုက်တာရည်လို့ရတယ် i liked ကျွန်တော်တခုခုကြိုက်တယ်ပေါ့ဒီဘက်ချက်မှာဒါပေမဲ့သူကတော့မကြိုက်ဘူးပေါ့တခြားတယောက်ကိုကြိုက်တဲ့တယောက်ထည့်ရည်လို့ရတယ်အဲ့လိုမျိုးပဲဒီဘက်ကြတွေအကုန်လုံးကကိုယ်တိုင်တည်ဆောက်အောင်မှာဖြစ်ပါတယ် 40.5မှာကျတော့ put in above left တစ်ခုကိုဖြည့်ပေးရမှာပေါ့ positive ဖြစ်ခြင်းဖြစ်မယ် negative ဖြစ်ခြင်းဖြစ်မယ် tense အဆုံဖြစ်ခြင်းဖြစ်မယ်ရှိရှိသမျှအကူကရိယာအကုန်လုံးကိုစဉ်းစားပေးရမယ် i tired ပင်ပင်မန်းနေလားပေါ့ i was earlier အစောပိုင်းကတော့ပင်ပန်းနေ but i'm not now အခုတော့မပင်ပန်းတော့ဘူး state this happy today state ကဒီနေ့ပျော်နေတယ် but ဒါပေမဲ့သူမနေ့ကမပျော်ခဲ့ဘူးပေါ့ yesterday လည်းပါတယ်ဘယ် tense ဖြစ်မလဲဘယ်အကူကရိယာဖြစ်မလဲပေါ့ဒီဘက်ချောင်းကိုကျင်းလဲရတယ် the ban isn't opened yet ban နေမဖွင့်သေးဘူး but the shop sign တွေကတော့ဖွင့်ပြီပေါ့ sign တွေကအများကြီးဖြစ်တယ်ပြီးတော့ဒီဘက်ချက်မှာ is နဲ့သုံးလာရဲဆိုတော့ဒီမှာ are ဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးပဲဒီဘက်ကြတွေအကုန်လုံးအကျိုးသာပြီးဖြစ်ကြည့်ပါတိတ်ချပါတာပြန်ပြီးတော့ဘယ်ကုကရိယာကိုသုံးရမလဲဆိုတာလည်းတိတ်ချရွေးကြည့်ပါ 40 point စစ်မှာကျတော့ answer this question ဒီ question တွေဖြေရမယ် about yourself ကိုအကြောင်းကိုဖြေရမယ် use တုံးရမယ် yes to i have to no i am not တို့ဒီအရာတွေအကုန်လုံးတုံးရမှာပေါ့အဲ့တော့ are you american no i am not ဟုတ်လို့ရှင် yes i am ပေါ့ number 2မှာဆိုလို့ရှင် have you got a car မင်းမှာကားရှိလားကားရှိလားဆိုရှိလို့ရှင် yes i have မရှိလို့ရှင် no i haven't ပေါ့ နံပါတ်3မှာဆိုလို့ရှိရင် do feel okay မင်းအဆင်ပြေလားပေါ့အဆင်ပြေလားဆိုလို့ရှိရင်ဒီမှာ back to do နဲ့မိတာတဲ့အတွက် yes i do လို့ no i don't လို့အလိုမျိုးဖြေရမယ်အဲ့လိုမျိုးပဲ channel ဝကြတွေကကိုကြောင့်ကိုဖြေပြရမှာဖြစ်ပါတယ်